္ဂလာပါရှင်ကျွန်မကတော့ချေချိုစမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါကရင်ပြည်နယ်ဖအန်ခရိုင်လှိုင်ပွဲမြို့နယ်ကစစ်ကောင်စီရဲ့တန်လီစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ပူပေါင်းတပ်တွေကစခန်းသိမ်းတိုက်ပွဲဆင်နွှဲနေလို့စစ်ကောင်စီဘက်ကတိုက်လေရင်နဲ့အနီးဝန်းကျင်ကိုလာရောက်ဗိုလ်ကျဲခဲ့ပြီးပြည်သူတွေရဲ့အိမ်တွေပျက်စီးခဲ့လို့သိရပါတယ်မေလ17ရက်ကစစ်စခန်းနဲ့တမန်လောက်ဝေးတဲ့ဝေါ်ကြော့ရွာကိုဘုံကြောက်ရောက်ပောက်ွယ်လို့အိမ်လေးလုံးပျက်စီးခဲ့ရပါတယ်။ စကားနဲ့လည်းမဆိုင်သလိုတိုက်ပွဲနဲ့လည်းမဆိုင်တဲ့အရသားတွေနေထိုင်ရကိုတမင်သက်သက်ဘုံကျဲတာဟာစစ်ကောင်စီကပြည်သူကိုရန်သူလိုပြစ်မှတ်ထားနေတာလို့ရွာသားတွေကပြောပါတယ်မြန်မာထိုင်းနယ်ဇက်မှာတော့ဆစ်ဆောင်ပြည်သူတွေဟာအသက်ဘေးလွမြောက်ရေးအတွက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေကြရပြီးတချို့တိုက်ပွဲငိမ့်တဲ့ဒေသကလူတွေလည်းပြန်လာနေကြသလိုလက်ရှိမှာတော့ထိုင်းနိုင်ငံတက်ခရိုင်ထောက်ဆောင်ရမြို့နယ်ထဲမှာမြန်မာဆစ်ဆောင်149ယောက်ကျန်နေသေးတယ်လို့ထိုင်းစစ်တပ်သတင်းအရသိရပါတယ်ရှင်။ တပေးမြို့နယ်ကအိုထိန်တွေးရွာစာတင်ကျောင်းကို စစ်ကောင်စီကလေကျောင်းတက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဆီယမားနှယောက်အပါဝင်ကျောင်းသားကျောင်းသူ22ယောက်သေဆုံးခဲ့ပြီး90ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။တိရိသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းဒီပရင်မြို့နယ်ကစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသားကျောင်းသူတွေအပါအဝင်22ယောက်သေဆုံးပြီး90ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒီပရင်ဒေသခံတွေစီကနေသိရပါဗျ။ ဒီပရင်မြို့နယ်အနောက်ချမ်းကအိုးထိန်တွင်းမြောက်ရွာနယ်တောင်ရွာကြားကစတင်ကြောင်းကိုစစ်ကောင်စီတပ်ကမေလ12ရက်နေ့မနက်9:40ဝန်းကျင်မှာမိတီလာရှန်တဲလီတပ်ကတပ်တဲ့ Jet Fighter နဲ့ပုံကျဲချခဲ့တာပါပုံကျဲခံရမှုကြောင့်အိုးထိန်တွင်းရွာကအထက်တန်းကျောင်းရဲ့စာတင်ဆောင်၄ဆောင်လုံးပျက်စီးခဲ့ပြီးဆီယာမ၂ယောက်ပါဝင်ကျောင်းသားကျောင်းသူစုစုပေါင်း22ရောက်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။22ရောက်တော့ရှိမှာ။ကလေးတွေများဆုံးပဲဟုတ်တယ်များကလေးတွေ။ဆရာမ2ရောက်ပါပဲ ဆရာတော့မပါဘူးဆရာတယောက်ကတော့ဆရာခိုင်းပြီပေါ့ဆရာဆရာပြတ်အောင်မရဒီလိုပေါ့အော်ဟိုလိုတဲ့ဟာလိုပေါ့ဘိုင်းပေါက်တဲ့ဟာပေါ့အဲ့လိုပေါ့ပြတ်တဲ့ဟာပြတ်ပေါင်းပြတ်တဲ့ဟာပြတ်ဘာမီလိုက်ကောင်းလဲခွန်မကြိုးကကျွန်တော်တို့လုံနေရတယ်ကျောင်းသားကျောင်းသူတွေနဲ့ပြည်သူ90ကျော်လည်းဒီကိတ်တန်ရရှိခဲ့ပြီးဒံရရသူတွေက30ကျော်ဒံရပြင်းထန်ပြီးအသက်အန္တရာယ်ဆိုးရိမ်ရသူတွေရှိနေတယ်လို့သိရပါဗျ။ဒံရရတဲ့သူတွေကဆိုးရိမ်ရတဲ့သူတွေရှိတယ်။ခြေရောပြတ်တဲ့လူတွေတို့လက်ပြတ်တဲ့လူတွေတို့တချို့ကခေါင်းတွေရောထိရဆိုတော့ မမစုပေါင်း50ကျော်လောက်ရှိတာအောင်မှာဆိုရတာ30လောက်ကိုရှိတယ်ကျမတို့ကဟိုဆက်စိတ်လောက်ပဲလုပ်ပြီးတော့တခြားနေရာလွှဲရဆိုတော့သူတို့နေကြောင်းတက်ခဲ့မှုကကျောင်းမော်တက်တက်ချာဆိုတော့ကျောင်းသားတွေကများလာရှင့်အစ်ဆရာလေးတွေကတော့ဆရာမရောပါကျောင်းမကျောင်းသားတွေကခြေတူကတော့စိတ်မများဘူးခြေတော့ခြေတယ်ဆိုရတဲ့လူတွေကဒီမှာလည်းလူရင်းအတိတ်မရှိဘူးဆိုတော့တခြားနေရာကိုပဲပို့ရအောင်ဒီပင်ရင်းမြို့နယ်တဝိုက်မှာဆေးရည်ချီနေထူးခြားတာမရှိပဲ စစ်ကောင်စီကကြေးရွာစတင်ကြောင်းကိုဘုံကျဲခဲ့တာဖြစ်တယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကပြောကြပါဗျ။စကိုင်းတိုင်းချောင်းဦးမြို့နယ်ကမှန်ချိုကြေးရွာကိုလည်းမနေ့9ရက်ဝင်းကျင်မှာလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်ပြည်သူနှစ်ယောက်ဒေဆုံးခဲ့ပါဗျ။ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလ16ရက်ကလည်းဒီပင်ရင်မြို့နယ်လက်ရက်ကုံကြေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာကြောင့်ကလေးငယ်9ယောက်ပါဝင် စုစုပေါင်း12ယောက်ဒေဆုံးခဲ့ပါသေးတယ်။ကျမတီရီပါ။ ဘိုလီးဗီးယားနိုင်ငံမြို့တော်လာပက်စ်မှာလူ3000ကျော်ဟာအိန္ဒိယပလွေတမျိုးဖြစ်တဲ့တာကာပလွေတိမှုတ်ပြီးကမ္ဘာစံချိန်ချိုးဖို့ကြိုးစားခဲ့ကြပါတယ်။တာကေယာရာလို့ထင်ရှားတဲ့ဂီတမျိုးစားဟာအိန္ဒိယတောင်တန်းကို အမိပြုတဲ့တောင်အမေရိကရဲ့ဌာနေတိုင်းရင်းသားရည်ကျေးမှုအမှုပညာတစ်ခုဖြစ်ပါတယ်။ဘိုလီးဗီးယားနိုင်ငံကဌာနေတိုင်းရင်းသားရည်ကျေးမှုတွေထဲကမှ အထူးသဖြင့် MRI ရည်ကျေးမှုနဲ့အထူးအဖြစ်ဆက်နွယ်နေပါတယ်။ ။အရင်တုန်းကတော့တာကာပလွေလိုမျိုးလေမှောက်ဒူရီယာတွေကိုအမျိုးသားတွေကပဲတိမှောက်ခွင့်ရှိခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့ကြာမမရွေးတိမှောက်ခွင့်ရှိလာပြီဖြစ်ပါတယ်။တာကာပလွေကိုမိုးရသည်မှာတိမှောက်သလိုသီးနှံရိပ်သိမ်းတဲ့ကာလမှာလည်းတိမှောက်လေရှိပါရဲ့ရှင်။ TVB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်